ိမ်တောင်ပြူရခြင်းတူပေမဲ့ထိတ်တန်းမင်းသမီးနေရကိုဝိမုတ်ရွှေဤလိုမထိန်သိမ်းနိုင်ခဲ့တဲ့ရွှေမုံရက်ဒီပရိသတ်များအားလုံးပဲမြင်လာပါရှင်မြန်မာ Star Page ကနေပြလဲကြိုဆိုလိုက်ပါတယ်အိမ်တောင်ပြူရခြင်းတူပေမဲ့ဝိမုတ်ရွှေဤလိုအောင်မြင်မှုတွေကိုမထိန်သိမ်းနိုင်ခဲ့တာကတော့ရွှေမုံရက်ဒီဖြစ်ပါတယ်ဝိမုတ်ရွှေဤနဲ့ရွှေမုံရက်ဒီဒီမင်းသမီးနေရဆက်လုံးကတချိန်ကမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးနေရကိုအကောင်းဆုံးရရှိခဲ့မှုတဲ့မင်းသမီးတွေဖြစ်တာပါသူတို့နှစ်ယောက်ကအိမ်တောင်ပြူခြင်းဆိုတဲ့ဘဝရဲ့အချိုးကွေးတစ်ခုကိုဖျက်ဆီးခဲ့ကြတာချင်းတူပါတယ် ဒါပေမဲ့အိမ်ထောင်ကြပြီးနောက်ပိုင်းမှာသူတို့ရဲ့အနုပညာလမ်းကြောင်းကကွာခြားသွားခဲ့ရပါတယ် တချိန်လုံးကဆိုရင်ဝင်းမုံရွှေရင်နဲ့ရွှေမုံရည်ဒီဒီမင်းသမီးနှစ်ယောက်စလုံးကသူတို့ရဲ့ခင်မအောင်မြင်မှုရဲ့အထွတ်ထိပ်ကိုရောက်ခဲ့ကြသူတွေပါအထူးသဖြင့်တခေတခါကဝင်းမုံရွှေရဲ့အနုပညာကြီးအမြင့်ဆုံးဆန့်ကျင်ကိုအမေလိုက်နိုင်ခဲ့တဲ့တူရဲတော်မင်းသမီးကရွှေမုံရည်ဒီပဲရှိခဲ့ပါတယ်သူရဲ့အနုပညာအရေးသွေးသူရဲ့စံသူရဲ့ပြိသက်အပေါ်လွှမ်းမိုးနိုင်မှုတွေကြောင့်ရွှေမုံခေဆိုတာဖြစ်လာတော့မယ်စေစင်းပါပဲဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုသူချခဲ့ပါတယ်အဲ့ဒါကတော့ရည်စားတတန်တလပဲရှိသေးတဲ့ချစ်သူအစိုးရရွှေထူးနဲ့လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ 我喂。啊 ဒီဆုံးဖြတ်ချက်ဟာသူမရဲ့အောင်မြင်မှုတွေကိုစတဲ့ပြီးတော့ချက်ချင်းတရားတွေကိုရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပြီးတော့အရင်နောက်ပိုင်းမှာတော့ရွှေမုံရတရဲ့အောင်မြင်မှုအရှိန်အဝါတွေကတဖြည်းဖြည်းနဲ့မိမ့်မိန်ကျဆင်းလာခဲ့တာကိုအားလုံးပဲမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။တကယ်လို့သာရွှေမုံရတီတာအရင်အချိန်ကလက်မထက်ဖြစ်ခဲ့ဘူးဆိုရင်သိကြပါရဲ့။2018ခုနှစ်အနုပညာလောကရဲ့အနုပညာကြီးအမြင့်ဆုံးကျောညာဘယင်မနေရာကိုရွှေမုံရတီကပဲဆက်လက်ပိုင်ဆိုင်နေဦးမှာပါ။ရွှေမုံကအသက်16နှစ်အရွယ်မှာတည်း2012ခုနှစ်မှာပဲအရင် ရဲ့စူပါမင်းသားတွေဖြစ်တဲ့လူမင်းနဲ့တခင်ရဲ့ကြီးကျွန်နေတိုးနဲ့အတ္တအစိမ့်ဆိုတဲ့ရုပ်ရှင်နှစ်ကားနဲ့တိုင်းပြည်လုံးအိုးအိုးကျွတ်ကျွတ်ပေါက်သွားခဲ့ရပါဘူး ဇတိုင်းဆိုသလိုပါပဲဆိုင်ဆိုင်ခန့်လိုက်တဲ့ချိုးမြင်သောလက်စားချေခြင်းအောင်ရဲလေးနဲ့ဝိညာဉ်ကားချိုးရုပ်ရှင်နှက်ကရှေ့စဉ်နောက်စဉ်ယုံတင်ပြီးတော့မြမရုပ်ရှင်ဝင်းဝင်းစံချိန်တွေကိုချိုးခဲ့ဘူးသူလည်းဖြစ်ပါတယ်။မြင့်မြတ်ထွန်းထွန်းလုံးနဲ့ရိုက်ကူးခဲ့တဲ့အမော်ကျောင်းစာဇကားကအကယ်ဒမီဇကားတင်စီရင်ထီပါဝင်ခဲ့ပေမဲ့ကန်တရားကမျက်နှာသာမပေးခဲ့လို့သာရွှေမွန်ရည်ဒီကကြံခဲ့တာဖြစ်ပါတယ်။ကန်ဇမာကလည်းစမ်းကျယ်ပါတယ်။ ဧည့်သည်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးပြေးစီးတဲ့အခါမှာတော့အဲ့ဒီကားလေးကမင်းသားကသူ့ရဲ့လက်တွေ့ဘဝကခင်မုန်းတဲ့ဖြစ်သွားခဲ့ရတာလည်းရွှေမုံရည်ဒီပါပဲ။တရုတ်ဆောင်ပိုင်းသားမကအဆိုပိုင်းမှာလည်းသူကထူးချွန်ခဲ့ရပါ။မြင်းမြတ်နဲ့အတူမိုင်မဲချစ်ဆိုတဲ့တခြင်းအပြင်သူခင်မုန်းရွှေထူးရေးပေးထားတဲ့မိုးဆက်များကပြောသောအမချစ်တဲ့ဆိုတဲ့တခြင်းသုံးပုံလုံးကိုပေါအောင်တည်ဆူနိုင်ခဲ့ရလဲရွှေမုံရည်ဒီပါပဲ။သူ့ရဲ့အောင်မြင်မှုကနိုင်ငံတကာအမှတ်တရစိတ်တွေအထိကိုရောက်ရှိခဲ့တာပါ။ဒါပေမဲ့အိမ်ထောင်ကြပြီးတဲ့နောက်မှာ နုပညာလှုံ့ဆော်မှုတွေတဖြည်းဖြည်းနဲ့နှဲပါလာခဲ့ပြီးတော့အောင်မြင်မှုအချိန်ဝါဟာအရင်လိုမဟုတ်တော့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဝင်းမုံရွှေကြီးလည်းပဲအိမ်ထောင်ပြုခဲ့တာပါ။ဒါပေမဲ့အိမ်ထောင်ကျပြီးနောက်မှာတော့သူမရဲ့အနုပညာစွမ်းရည်သူမရဲ့ကျဲဝင်းလိုတောက်ပါမှုတွေနဲ့ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေစမ်းတွေကိုလုံးဝအပြတ်မခံပဲထိမ့်သိမ်းထားနိုင်ခဲ့တာကိုအားကြစပွဲတွေ့ရပါတယ်။ဒီလိုကွာခြားသွားခဲ့ရတာကအကြောင်းမျိုးမျိုးရှိနိုင်ပါတယ်။ရွှေမော်ရည်ရဲ့ကျမ်းမာရေးအခြေအနေတွေကြောင့်အနုပညာအလုပ်တွေကိုအရင်လိုအဆက်မပြတ်မလုပ်နိုင်တော့တာလေပါတယ်လို့လူတယောက်နဲ့ တယောက်ရဲ့ကံတရားကုသိုလ်ကံခြင်းမတူညီရာချက်လည်းဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်သေးကြတာတခုကတော့ရွှေမုံရည်တီတော်အဲ့ဒီအချိန်ကလေးကအိမ်ထောင်မပြုတ်ခဲ့ရင်မြန်မာနိုင်ငံရဲ့အစားထိုးလို့မရတဲ့စူပါမင်းသမီးဒေါလာအဖြစ်နဲ့အခုချိန်ထိရပ်တည်နေနိုင်မှာအသေးချာပဲလို့သုံးသပ်ရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။ရိုက်တတူရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။